စန်ဂျီကလူဗီစီတလန်းချင်းရှောက်လာနေပြီးတော့သူလူဗီကိုစိုးစိုးရွားပြောဆိုခဲ့တာတွေကိုပြန်တွေးနေမိခဲ့ပါတယ်။စားစီကအနန်တခုရလို့မောကြီးတဲ့အခါစန်ဂျီကိုမြင်လိုက်ရပြီးတော့စောင့်နေခဲ့ရတာလို့လူဗီကပြောလိုက်ပါတယ်။စန်ဂျီတယောက်ကတော့သူလူဗီကိုတိုက်ခိုက်ခဲ့တာကိုပြန်တွေးရင်းမင်းကိုစောင့်နေလို့မပြောခဲ့ဘူးလို့ပြန်ပြောလိုက်ပါတယ်။လူဗီကတစ်ဖက်သက်ကြီးဂရီတစ်ခုကိုလှုပ်ခဲ့တာလို့စန်ဂျီကပြောနေရင်းနဲ့လူဗီရဲ့ဘိုက်ကထားမိလာတဲ့အခါ စန်ဂျီကစားစရာတွေချပေးလိုက်ပြီးတော့တကူကောင်းမဆန်ဖို့ထပ်ပြောလိုက်ပါတယ်။ဒါပေမဲ့လူဖီကတော့စန်ဂျီရောက်လာတာပါပဲလို့ပြန်ပြောချင်းနဲ့ချိန်မောနေခဲ့ပါတယ်။မင်းစားနိုင်ရင်စားလို့စန်ဂျီကထပ်ပြောလိုက်ပြီးတော့သူဒီကိုလမ်းမှာပြုတ်ကျတယ်တိုက်မိတယ်မိုးရီတွေဆူသွားခဲ့တယ်လို့လူဖီကပြောလိုက်ပါတယ်။လူဖီကမကောင်းတော့တဲ့စားစရာတွေကိုအရရရှိရှိတုံးဆောင်နေခဲ့ပြီးတော့ဒါပေကအားလုံးကကြိုက်တဲ့စားစရာတွေပဲမလို့ဆွေခတ်ချစ်ကိုလည်းစားကြည့်စေချင်တယ်လို့လူဖီကပြောရင်းနဲ့အရရရှိချောင်းအော်ပြောနေခဲ့ပါတယ်။ လူဖီကမကောင်းတာတွေအားလုံးကိုစားပစ်လိုက်ပြီးတော့သူအားဝေးပြန်တက်လာပြီမလို့စန်ကြီးချက်တာတွေကပဲအကောင်းဆုံးပဲလို့ဆိုပါရင်စန်ကြီးကသူဒီမှာနေအောင်မှာမလို့စားပြီးတွားရင်ထွက်သွားတော့ပြလိုက်ပါရဲ့လူဖီကသူတို့အတူပြန်ကျမှာမလို့ဘာကြောင့်လဲလို့အော်ပြောလိုက်ပါရဲ့ပထမဆုံးတစ်ခုကစန်ကြီးဟာသူဟာကပတိန်ကိုစော်ကားခဲ့မိတယ်ဒုတိယတစ်ခုကတော့ပင်လယ်စားတော့ဆိုင်နဲ့ဘာပဲတီမှာအချွေးတင်နေတဲ့အဖေကြီးကိုတစားကံဖြစ်လုံယူထားတယ်ဒါပေကြောင့်ဒီမကလာပွဲကနေသူထမပြေးနိုင်ခဲ့တယ်လို့စန်ကြီးကဆိုပါရဲ့တတိယတစ်ခုကတော့မိသားစုအရင်းကဖင်မန်းရဲ့ထောင်ချောက်စင်တာကိုခံထားရပြီးတော့မချခင်မှာပဲအကောင်လုံးတက်ခ ံရတော့မှလို့စန်ကြီးကချက်ပြောလိုက်ပါတယ်မိသားစုနဲ့ကဘာတာဝန်ဝတ်ကြွေးမှမရှိပါမယ်စန်ကြီးကသူဟာသူ့မိသားစုကိုကြောက်ခိုင်းပြီးတော့လိလို့မရှိနိုင်ဘူးလို့ဆိုပါတယ်အဲ့ဒီအကြောင်းပြချက်၃ခုကပဲမင်းတို့နဲ့ပြန်မလိုက်နိုင်တာမလို့နားရတယ်ဆိုရင်တော့ထွက်သွားလိုက်တော့ဘုစန်ကြီးကချက်ပြောတဲ့အခါလူပိကဒေါသကြီးနဲ့စန်ကြီးကိုပိတ်ထိုးလိုက်ပါတော့တယ်တကယ်တမ်းဖြစ်ချင်တာတွေကိုပဲပြောလိုက်စမ်းပါလို့လူပိကအော်ပြောလိုက်တော့စန်ကြီးတဲ့ဆောဟတ်တွေနဲ့အတူရှိခဲ့တဲ့အမတ်တရားတွေခေါင်းထဲမှာတစ်ခုချင်းစီပေါ်လာပြီးတော့မျက်ရည်တွေစေးကြလာပါတော့ဟဲ့ နောက်ဆုံးမှာတော့စန်ဂျီကသူစန်နီစီကိုပြန်သွားခြင်းတို့မြေကြီးစာရင်းနဲ့ပြောနေခဲ့ပြီးတော့ထွက်ပြေးဖို့လည်းတတိမရှိပဲမင်္ဂလာပွဲစတင်တာနဲ့တယောက်သေးလေးမတားဆီးနိုင်ဘူးမိသားစုတွေတို့လည်းမခေါ်ထိုက်ပါမယ်စန်ဂျီကသူဟာ family တွေကိုလည်းကယ်တင်ပေးခြင်းတယ်လို့လူဗီကိုပြောလိုက်ပါတယ်လူဗီလည်းစန်ဂျီကိုခေါင်းချင်းပြလိုက်ပြီးတော့ဘာလို့လဲဆိုတော့အဲ့ဒါကမင်းဖြစ်နေလို့ပဲလို့ပြန်ပြောလိုက်ပါတယ်လူဗီကတူတူတကယ်ချင်းတွေလည်းရှိနေကြတာမလို့ဒီမင်္ဂလာပွဲကိုဖျက်ဆီးရအောင်စန်ဂျီကိုထပ်ပြောလိုက်ပါတယ်အဲ့ချိန်မှာနမိုးလင်းလာပြီမလို့နေအောင်ကြီးလေးကလည်းဖျားကြားလို့လာခဲ့ပါပြီတစ်ဖက်ကဟိုးကဲရေလိုက်တကားရှိမှလည်း sweet 3 january တက်ကတယောက်ဖြစ်တဲ့ Charlotte family ရဲ့ဒုတိယမြောက်သားတော့ Charlotte Katakuri ကလည်းရောက်ရှိလို့နေခဲ့ပါပြီ။မြန်မာရဲ့ဒီပါတီစတင်မှုတည်းက9နာရီခွဲတာလို့ပါတော့။ကျင်ဘက်ကကိုညီဖို့ရောက်လာချောင်းကိုလေလူတွေကပြောပြတော့စံကြည်တဲ့နာမည်ဘေကင်းလို့တော်သေးရလို့ပြောနေကြပါတယ်။အခုပြဿနာကအားလုံးဘလို့ပြန်တွေးရမှမသိဖြစ်နေပြီးတော့စံကြည်ပြန်ရောက်လာတာကြားရင်လေအားလုံးကပြောနေတော့မှလို့လူတွေကဆိုပါရင်စံကြည်တဲ့သူနာမည်ကိုနှုတ်ဆက်တယ်လို့ပြောခဲ့တာတွေကိုပြန်တွေးရင်လေနာမည်နဲ့မျက်နှာချင်းတော့မှမဆိုင်ရဲဘူးလို့ပြန်ပြောလိုက်ပါတယ်။နာမည်တွေ့တဲ့ကစံကြည်ကိုပဲပို့ပြီးတော့စိတ်ပူနေကြတာလို့လူတွေကပြောပြလိုက်ပါတယ်။ တို့နဲ့မိုးကလည်းတိတ်သွားပြီမလို့ကောင်းကင်ကြီးကလည်းတဖြည်းဖြည်းရှင်းလင်းလို့နေခဲ့ပါပြီတပတ်ကမေရာဝေါ်ထဲမှာလည်းချော်ပါတို့ကမှန်ကွဲစားတစ်ခုကိုရှာတွေ့သွားခဲ့ပြီးတော့အဲ့ဒီမှာမှန်ကွဲစားကချော်ပါတို့နဲ့နောက်ဆုံးပြောခဲ့တဲ့ခင်းပိုင်ရဲ့ခေါင်းပေါ်မှာကွဲသွားခဲ့ရလို့နာမည်ကဆိုပါတယ် ချွတ်ပါလေမှန်ကားတဲ့စင်အော်ခေါ်ကြည့်တဲ့အခါချွတ်ပါတန်ကြားလို့လူပြည်နဲ့ live ရှာရင်မှမှန်ကွဲစားတစ်ခုကိုတွေ့ရပါတယ်။မှန်တဲ့ကနေဘာလို့အတန်တွေကထွက်နေရလဲဆိုပြီးစံကြီးကအရန်ထူးဆန်းနေတဲ့အခါပြောရရင်တော့အရှိကြီးပဲလို့လူပြည်ကဆိုပါတယ်။အားလုံးအစီအပြေလာလို့လူပြည်ကမေးလိုက်တော့လူပြည်ရှိနေတဲ့ဆိုတာချွတ်ပါလို့လည်းသိလိုက်ရပါပြီ။စံကြီးရောအတူတူရှိနေလားလို့နာမည်ကမေးလိုက်တော့အတူတူရှိနေကြောင်းလူပြည်ကပြန်ပြောလိုက်ပါတယ်။စံကြီးနဲ့အစီအပြေသွားလို့အားလုံးလည်းအရန်ဝမ်းတနေကြပြီးတော့မှန်တဲ့ကနေတဲ့အားလုံးကိုလည်းကဲတင်ထားကြောင်းခါရွက်ကပြပြလိုက်ပါတယ်။ ဘရုတ်ကရုတ်ပုန်နေကလေးလေးရားခဲ့ကြောင်းချော်ပါကထက်ပြောတော့လူဗီလည်းအားလုံးရမ်းတော်ကြောင်ချီးကျူးနေပါတော့ဟဲ့စက်ကြီးတဲ့စကားပြောပြပြီလားလို့ပတ်ပြိုကမေးကြည့်တော့အခုကစပြီးပန်မန်ရဲ့ဒီပါတီနဲ့မင်္ဂလာပွဲကိုလည်းဖျက်ဆီးပစ်ကြမှာဖြစ်ပြီးတော့စန်ကြီးရဲ့ family ကိုလည်းကဲတင်မယ်ဒါပေမဲ့အလုံးပြီးဆုံးသွားရင်တော့စန်ကြီးကအားလုံးစီကိုပြန်လာလိမ့်မယ်လို့လူဗီကပြောတဲ့အခါအားလုံးစီကတုံးပြန်တဲ့နေတခုမှထွက်မလာခဲ့ကြပါဘူးတဖက်ကသူကလည်းရှိုးကိုဖြစ်တာမလို့စန်ကြီးကသူ့အတွက်ကြောင်းနဲ့အားလုံးကိုအထီးကမဖြစ်စေချင်ဘူးလို့ပြောနေတော့မှပဲအားလုံးကတော်တည်တဲ့ဆိုပြီးတော့ why on ကိုကြပါတော့ဟဲ့ ဒီလိုလုံးရင်စံကြီးက ပြန်လာမှာမလားလို့နာမီကလူဗီကိုပြောတော့စံကြီးတဲ့နာမီကိုစကားတော့မှမပြောရဖြစ်နေခဲ့ပါပြီ။ နာမီကသူတို့ကိုအဲ့လိုမျိုးထိလန့်စေခဲ့တာတွေအတွက်ကတော့လုံအောင်ခွင့်မလို့နိုင်ဘူးဆိုပေမဲ့အခုကတော့အားလုံးကိုမိထားလိုက်ပြီးတော့စံကြီးကိုရအောင်ပြန်ခေါ်မယ်လို့ဆိုပါတယ်။သူဗီကသူ့ကိုစံကြီးအမကလည်းအတက်ကိုကဲတင်ပေးခဲ့ဘူးတာမလို့သူတို့ကိုကဲတင်လိုက်ချရအောင်လို့ပြောလိုက်ပါတယ်။ဒီလိုလောက်တာကလွယ်ကူမှာတော့မဟုတ်ပဲလူဗီတို့ကလည်းကျွန်းမော်ကအမျိုးမျိုးသောဝင်ကြီးတွေနဲ့ချင်းဆိုင်ကဲကြပြီးဆိုပေမဲ့အဲ့ဒါကပင်မန်ပါရိုက်တွေရဲ့အရန်တင်းခဲ့တဲ့အစင်လေးတွေပဲရှိသေးပြီးတော့ ठी ပတိကိုတော့တကယ်ကျတဲ့သူတွေလည်းတက်ရောက်မယ်။ကဘာနံပြက်ကမြေအောက်အုပ်ဆိုးသူတွေကိုလည်းဖိတ်ကြားထားကြောင်းရှင်ဘက်ကပြပြလိုက်ပါတယ်။ ်ချင်းဘက်ကသူတို့ဘက်မှာလူဆယ်ယောက်ပဲရှိရလို့ပြောတော့ဘရူလီကလည်းသူတို့ကိုပါထဲမှာတွတ်ဖို့အော်ဟစ်နေပါတော့ရဲ့ဒီကိစ္စလည်းတော့မဆိုင်ပါပဲခပ်ပုံးကန်းဘက်ကဲကိုလည်းတိတယ်မလားလို့ချင်းဘက်ကမေးလိုက်ပါတယ်ဟိုကဲရဲ့ရေတိုက်ရှိမှလည်း Charlotte Family ရဲ့တတိယမြောက်သားတော်ဖြစ်တဲ့ Pace ဝင်ကြီး Charlotte Dyfu ကရောက်နေခဲ့ပါတယ်ဒီပါတီစတဲ့ဘက်ကလည်းနောက်ထပ်9နိုင်တာလို့ပါတော့ရဲ့ ဘက်ကဲကလူပိလို့ပဲ host renovation တွေကတယောက်ဖြစ်ပြီးတော့ wash blue မှာလည်းအစွမ်းထက်တဲ့ mafia မိသားစု၅စုကမြောက်ဖွဲ့စည်းကိုအုပ်စိုးတယ်၅စုရဲ့ခေါင်းဆောင်တွေကတယောက်ကကျေးစားသူတမဘက်ကဲအကူအညီမဲ့ပြီးတော့ရှင်တန်နေတဲ့အရာတွေကိုနာကျင်အောင်လုပ်ပြီးတဖြည်းဖြည်းအားနည်းလာတာကိုကြည့်ရတာစိုက်နှက်တက်ပြီးတော့ရှက်စတဲ့လူငယ်တယောက်လိုလည်းကြော်ကြားကြောင်ခြေဘက်ကပြပြလိုက်ပါတယ်သူရဲ့မိသားစုတွေကလည်းအလို့တွေပဲမလို့ငယ်ရွယ်တဲ့လူစိုးဖွဲ့မဲ့တယောက်ဖြစ်လာတာတော့မှဒူးစရိုက်လောကကခေါင်းဆောင်တွေကိုအမြဲတက်ဖို့ပြန်ပြီးတော့ချိန်ရွယ်တယ်ကိုပိုင်မိသားစုရှာပြီးတဲ့တောင်မှပြိုင်ဘက်ခေါင်းဆောင်တွေကိုတက်ပြစ်တယ်ဒါမဲ့ဘက်ကဲဟာရှန်သူရဲ့ရှာသူနေမီတကို စိတ်ဝင်စားတော့မဟုတ်ပဲတဲ့ပတ်စံနဲ့ကုံပြင်းစီးတဲ့ကိုပဲယူတယ်တကယ်ကိုမုံတိဆက်ဆုပ်စရာကောင်းတဲ့လူတယောက်လို့ခြေဘက်ကထက်ပြောတော့နာမယူလည်းအရန်အံ့ဩနေခဲ့ပါပြီဘကဲကသူ့ကိုလက်စားချစ်ဖို့လှုပ်တဲ့သူတွေကိုသူ့ရဲ့တိုက်ခိုက်တာကိုခံနိုင်တဲ့ရှင်လိုက်တစ်ခုနဲ့ပြန်တိုက်ခိုက်ပြီးတော့ရန်သူစိတ်ပြတ်သွားတော့ကိုလောင်ပြောင်တက်တဲ့ကျွန်းဘုတ်ကဘဝကိုပြင်းကြီးလာပြီးတဲ့နောက်မှာပဲပယ်လက်စကိုခကြီးထွက်လာပြီးတော့သူညီရဲ့အရာတွေကိုပဲဆက်လက်လှုပ်ဆောင်ခဲ့ပြီးတော့လူသိများတဲ့သမားအုပ်စုတွေရဲ့ခေါင်းဆောင်တွေကိုပြတ်မှတ်ထားရကားနေနမဲဇိုးရိတ်နဲ့ကြော်ကြားလာခဲ့တယ် ပင်နယ်ပြင်မှာလည်းရှန်လူတွေကိုပြစ်မှတ်ထားဖို့ရှုကူရဲ့လက်အောက်မှာရှောင်းနေတာကအလုံးချုံဆုံးမလို့ဘကဲကပင်မနဲ့ပူပမှုဆုံးဖြတ်ခဲ့တယ်။သူ့ကိုကောင်းမွန်တဲ့အရေးချင်းနဲ့ခုခံကာကွယ်နေစွမ်းရှိတယ်လို့တတ်မှတ်ထားကြပြီးတော့ဒီတစ်ခေါက်တီးဖတီမှာရုတ်စတာအဖြစ်လုံချုံရဲကိုပေးရခံထားရကြောင်းချင်ဘက်ကပြောပြလိုက်ပါတယ်။လူပြေကတူတူကိုဘာလို့တရကိုလာပြောနေရတယ်လို့ချင်ဘက်ကမေးတော့အဆောင်တွေကကိုပမာတာရှိနေရင်လမ်းမလာမရှုံနိုင်ဘူးလို့ချင်ဘက်ကပြန်ပြောလိုက်ပါတယ်။ ဒီတီးပါတီမှာအဓိကကမင်္ဂလာပွဲဖြစ်ပြီးတော့ဘမန်ကဗင်စမုတ်ဖမ်လီကိုတပ်ပြဖို့ကြံ့ရွယ်နေတယ်။ဂျာမန်66ရဲ့အရာအားလုံးကိုလည်းလက်ဝဲရယူခြင်းနဲ့ထိုနည်း၎င်းပဲဘာကဲကလည်းဘမန်ကိုပြန်တပ်ဖို့ကြံစီနေခဲ့တယ်လို့ချင်ဘက်ကတစ်ချာပြောပြလိုက်တော့အားလုံးလည်းအယံအံ့ဩနေပါတော့။အေးလူပြည်တို့ကိုလမ်းပြခဲ့တဲ့ဖပ်ကွန်ကလည်းဘာကဲရဲ့အဖွဲခေါ်ဆောင်တော်တော်ကိုခေရပြီးတော့တို့အစီအစဉ်မှာပူပါဖို့ချင်းကတ်ခဲ့ကြောင်းနဲ့တစ္ဆာရှိတဲ့ဖပ်ကွန်ကလက်မခံတော်လို့နှုတ်ပြဖို့အတွက်ငမန်းရည်နဲ့ပြည့်နေရဲ့ရှည်တဲ့ကိုပြချခဲ့ကြတဲ့အကြောင်းကိုချင်ဘက်ကပြောပြလိုက်ပါတယ်။ဒါကိုချင်မဲရဲ့ဖွဲ့သားတွေကမြင်တော်တာမလို့ကဲတင်ပေးနိုင်ခဲ့ပြီးတော့ဖပ်ကွန်နဲ့အခုအနာရုံ နေပြီဖြစ်တဲ့အကြောင်းကိုထပ်ပြောပြလိုက်တော့လူဖီလက်ဘက်ကဲကိုဒေါ်ရိုက်ထွက်ပါတော့အေး အဓိကအကြောင်းကဒီမှာစပါမလို့တခြားနားထောင်ဖို့ဂျင်ဘက်ကပြောလိုက်ပါတယ်။ဒါပေမဲ့အလုံးကိုတိပင်းရင်စန်ချီနဲ့သူ့ရဲ့ family ကိုကဲတင်ချင်တယ်ပဲစပြောမယ်ဆိုတော့ကိုဂျင်ဘက်ကကြိုတွေးမိထားတာမလို့ဖပ်ကွန်တော်တော်စိတ်မကောင်းပါပဲ။ဘက်ကဲကိုဒီချိန်မှာရန်သူအဖြစ်သတ်မှတ်တာကမကောင်းတော့တယ်ဘူးလို့ဂျင်ဘက်ကမေးလိုက်ပါတယ်။တိပါတီကမနခင်းစင်နိုင်မှာစတင်တော့မှမလို့အခုက9နာရီပဲကြာရှိနေသေးပြီးတော့ငါတို့ဆရာ့မှာအခုထိအစီအစဉ်တစ်ခုမှမရှိသေးဘူးလို့ဂျင်ဘက်ကပြောနေတော့မှပဲ။ဘူလီကလည်းသူတို့ကိုထပ်မတွက်ဖို့အတွက်ထပ်ပြီးတော့အော်ဟစ်နေပါတော့။ဘက်ကဲတို့ဖွဲ့ကတော့ဒီနေ့အတွက်အပြေးဝါကိုပြင်ဆင်ထားပြီးဖြစ်တာမလို့ဘက်ကဲနဲ့အားလုံးကပူးပေါင်းချရအောင်လို့ဂျင်ဘက်ကပြောလိုက်ပါတယ်။ လူဖီကလက်ခံတော့ချက်ဘက်ကလည်းတိုးတိုးလေးလက်မခတ်မှုပြောရမယ်လူဖီကတော့ပြောမရပါဘူး။ချက်ဘက်ကသူအားလုံးစီစဉ်ပြီးပြီမလို့ဘက်ကနေတွေးကြည့်ကြမလားလို့ပြောတဲ့အခါလူဖီကချက်ချင်းတွေးမယ်လို့လို့အားလုံးနဲ့အရန်လန့်နေပါတော့ရဲ့။တို့တို့နဲ့အားလုံးစုံကြမယ့်နေရာကိုချင်ဘက်ကပြောပြလိုက်ပါတယ်။ တဖက်မှာလည်းဘော်ပင်ကိုတပ်ပစ်လိုက်ကြလို့ဘကဲကမေးတော့ဂျာမာကသူ့ရဲ့ဟီးယိုးလို့ဗီဒီယိုကပြောလိုက်ပြီးတော့စန်ဂျီနောက်လိုက်နေကြတာမလို့ပြစ်ခဲ့တာလို့ဆိုပါတယ်ဂေါတီကလည်းသူတို့တွေလာပါမလားလို့ဘကဲကိုမေးတော့ဂျင်ဘက်ကဟာတာလုံးမဲ့သူမဟုတ်လို့ကျွန်တော်ကဆျောဟတ်တွေရဲ့ဆုံးဖြတ်ချက်ပဲဖြစ်ပြီးတော့ငါတို့ကမကြမ်းညက်တတ်ဘူးဆိုရင်ဒီမှာပဲအားလုံးကိုလည်းပြန်ပြီးတော့တပ်ပစ်မယ်လို့ဘကဲကဆိုပါတယ်ခေါင်းဆောင်ဆပ်ဖို့မှုစတူဆန်ဂေါတမန်နိုက်ကလည်းမင်္ဂလာပွဲတဲ့အချိုးပွဲတွေပြင်ဆင်လုပ်နေခဲ့ပါပြီတဖက်ကပပ်ကွန်ကလည်းဘကဲတစ္ဆာဖောက်တဲ့အကြောင်းကိုဂျင်ဘက်ကမမောင်းကိုပြ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 လာလို့မင်းနေခဲ့ပါတယ်အာလာဒင်ကလည်းအခုလောက်ဆုံးဘကဲမမောင်းဆိုတာခံရရလောက်ပဲထင်တယ်လို့ ပြန်ပြောလိုက်တော့ထင်တာနဲ့တည်းမလုံလောက်သိပတ်တဲ့ဖပ်ကွန်ကသူချချင်းတော်ပြောမဲ့လုံနေတဲ့အခါနနာနေနေဖို့အတွက်ဖရလင်းနဲ့အားလုံးကဝိုင်းပြောလိုက်ပါတယ်အားလုံးကရန်ထူဆန်းနေလို့ဖပ်ကွန်ကပြောတော့ဂျင်ဘက်ကဖမန်းကိုလှုပ်ကြိုက်နေတဲ့အစီအစဉ်မှာပါဝင်နေတယ်ဆိုတာဖပ်ကွန်ကမသိစေချင်ဘူးလို့အားလုံးကလည်းတွေးတောနေခဲ့ပါတယ်တဖက်ကလူဗီတို့ကလည်းပကဲရဲ့စကန်ကိုရောက်ရှိလို့လာခဲ့ကြပါပြီအထက်ကနေဗီဒီယိုကထွက်လာပြီးတော့စက်ချင်းနဲ့ပြန်တွေ့ရတာဝမ်းတာလေလို့ဆိုပါတယ် ဲ့ချိန်ချောပကလည်းထွက်လာပြီးတော့စိတ်ပူအောင်လုပ်တယ်ဆိုပြီးစံကြီးကိုပြောနေပါတော့ဟေးချောပပုဇော်ကိုကြည့်ပြီးအခုကရှေးစိန်နေရမယ့်အချိန်မဟုတ်လို့လူဗီကလည်းအော်နေပါတော့ဟေးအဖေကညစ်ပတ်နေတဲ့ဘသူကမှအသွေးမခန့်ချင်တာမလို့လူဗီတို့လည်းရေရင်ချိုးရမယ်လို့ဗီတို့ကဆိုပါဟေးလူတို့နဲ့ဆွေးခရတဲ့ချိုးပြီးတော့နာမီကလည်းရှက်ဖျွန်ကိုလိုလာရဲ့အကြောင်းလေးတွေကိုပြောပြနေခဲ့ပါဟေး နာမည်တို့ကကက်တင်ပေးခဲ့တယ်မလို့ဂျေဆုရှင်တွေပဲလို့ဆိုတာရှက်ဖွန်ကလည်းဂျေဆုတဲ့စကားတွေပြောနေခဲ့ပါတယ်။လူလာနဲ့ကအရန်ချစ်ချတဲ့အမွာညီမတွေမလို့အခုတို့ကြားရတာကိုဝမ်းတာမိရလို့ရှက်ဖွန်ကဆိုပါတယ်။လူလာကအခုလက်ထပ်ဖို့တရားဥရှာကြည့်သွားပြီလားဆိုတာကိုလည်းသိချင်မိတယ်လို့နာမည်ကပြောရင်းနဲ့ပြမန်းကလူလာအကြောင်းပြောရင်းအရန်ဒေါသထွက်တယ်လို့ပဲလို့ပြောပြလိုက်ပါတယ်။မမကအကြောင်းတစ်ခုကြောင့် Giant စီကမုန်တီတာကိုခံနေရပြီးတော့ဒီတူတူလမ်းမှာမျိုးနဲ့စုတွေအများကြီးရှိပေမဲ့ Giant မျိုးနဲ့စုတော့လုံးဝမရှိခဲ့ဘူး။တနေ့မှလူတယောက်ကလူလာကိုမြင်မြင်ချင်းချစ်မိသွားပြီးတော့လက်ထပ်ချင်ခဲ့တယ်။သူက Ever Time ကမင်းသား Loki ဖြစ်ပြီးတော့ဒါက ကူမမကလည်းအရန်ပျော်ရွှင်နေပြီးတော့လိုလာတာ FR ရဲ့မင်းသမီးဖြစ်လာရင်ချိုင်းရံတွေနဲ့အချိန်အကြာကြီးရန်ညိုးဟောင်းကပြန်ပြေးလဲသွားနိုင်တယ်အဲ့ဒါအပြင်ကဘာကြီးရဲ့အစွမ်းသက်ဆုံးလို့ပြောလို့ရနိုင်တဲ့ FR စတက်ကူပါရှာသွားနိုင်တယ်လို့ချက်ဖွန်ကပြောပြလိုက်ပါတယ်ဒါမဲ့လိုလာကထွက်ပြေးခဲ့တာမလို့လိုလာရဲ့နေရာမှာချက်ဖွန်ကသူ့ကိုအစားထိုးနေတဲ့လုပ်ပေးခဲ့ပေမဲ့မင်းနလူကီကလိုလာမခေါ်ဘူးဆိုတာကိုသိနေတာမလို့ချိုင်းရံတွေနဲ့ဆက်ဆံရေးကပို့ပြီးတော့မှဆိုးရွားလာခဲ့တယ်အဲ့ဒီနောက်မှာမမကချိုင်းရံတွေနဲ့မိတ်ဆွေဖြစ်မဲ့အချံကိုဆုံးလို့လိုက်ရပြီးတော့လူတွေကိုလည်းချိုင်းရံဖြစ်ပြောင်းလဲလို့ရှာရင်တဲ့သူတွေနာတွေကိုရှာဖွေခဲ့တယ်ဒေါသတွေကတော့လာစီကိုပဲတိုးလာပြီးတော့ဒီ ားပြည်ပရှာစပွဲတားနေတဲ့လူသားကိုတတ်မှတ်ခဲ့တယ်။အဲ့ဒါအပြင်လူသားနဲ့ချွတ်ဆွတ်တူနေတဲ့ရှက်ဖွန်ကိုလည်းမျက်စိစပွဲမွေးစူးနေပြီးတော့ကိုမေရှင်ရဲ့တတတော်ကမှခရရတော့မယ်လို့ထင်ထားခဲ့မိတယ်။အဲ့ဒီမကောင်းဆိုးပွားကိုလည်းအမေဖြစ်လက်မခံနိုင်တော့ဘူးလို့ရှက်ဖွန်ကဆိုပါတယ်။လူလာကအပူပင်ကိကိနဲ့ပြပြွှွှင်နေတဲ့တက်ကောင်မလေးဖြစ်နေတော့သူ့အမေသူ့ကိုတတ်ချင်နေတယ်လို့မတွေးထားဘူးထင်တယ်လို့ချက်ဖွန်ကတရားပြပြလိုက်ပါတယ်။ဒါကြောင့်ဘက်ကဲကမမောင်းကိုတတ်ဖို့လုံးနေရလို့ပြောတော့ကလည်းဘယ်သူမှမခံစားမိရဘူးလို့ချက်ဖွန်ကထပ်ပြောလိုက်ပါတယ်။တပတ်ကလူပြည်တို့ကလည်းချိုးပြီးတော့နွားနွေတောင်းနေခဲ့ကြပါပြီ။ လူနဲ့ဆွေးခါလိုက်တဲ့အဝတ်စားတဲ့တခုပြီးတခုကိုစားဝတ်ကြည့်နေကြပါတော့။စံကြီးကတူရင်သွားနေမယ်ဆိုပြီးအပြင်ကိုထွက်လာတဲ့အခါနာမီနဲ့တွေ့ပါတော့။နာမီကိုလမ်းခေါ်လိုက်ရမယ်စကားမပြောရဖြစ်နေတဲ့အခါနောက်တစ်ခါတော့ခွင့်မလို့နိုင်ဘူးလို့နာမီကပဲအရင်စပြောလိုက်ပါတယ်။ ဒါကိုကျွန်တော်ရဲ့စာကြီးကလည်းအရန်ပျော်ရွှင်နေပါတော့ဟဲ့။တစ်ဖက်ကပြူလီကလည်းရှက်ဖွန်ကမမားကိုတမဲအကြံနဲ့မှပါနေတာမယုံကြည်နိုင်ဘူးလို့ဆိုပါတယ်။ရှက်ဖွန်လည်းသူ့အပေါ်ကိုမမားကဘလို့ပဲရက်ဆက်ခဲ့တယ်ဆိုတာသိတယ်မလားလို့ပြူလီကိုပြန်မေးလိုက်ပါတယ်။မြန်မာလေးလူလာကလည်းအန်ဒီယန်ရှိနေပြီးတော့အခုချိန်မှာတော့ဘက်ကင်းနဲ့ပတ်စကပဲမိသားစုအရင်းတွေပါလို့ရှက်ဖွန်ကဆိုပါတယ်။တစ်ဖက်ကစရော့ခ်တွေနဲ့ချင်ဘဲတို့ကလည်းဘက်ကင်းနဲ့တွေ့ဖို့ထွက်ခွာလာခဲ့ကြပါပြီ။သူတို့နဲ့လူဖီကရောက်လာတဲ့ဘက်ကင်းကဘာလို့လဲဆိုပြီးမင်းတို့မကြခင်ရောက်လာတဲ့မင်းတို့ဖီတူကဆိုပါတယ်။ တို့နဲ့ဘကဲကရောက်လာပြီးတော့သူတို့မှအချိန်၃နာရီခွဲရနေသေးတာမလို့အရင်ဆုံးပူပေါင်းမလားမပူပေါင်းလို့ဆိုတော့ကိုအရင်သိကျင်တယ်လို့ဆိုပါရဲ့ တပတ်ကဟိုကဲရေတိုက်ကိုလည်း Charlotte family ရဲ့လေယောက်မြောက်သားတော် Charlotte Over နဲ့ရှောင်းနေခဲ့ပါပြီ။မင်းတို့တွေကအနောက်ရှော့တွေတသက်ပဲလို့ဘာကဲကပြောလိုက်ပြီးတော့ဒီမှာပဲတပ်ပြစ်တက်ကအလွယ်ဆုံးအဖြစ်ဖြစ်လိုက်မယ်လို့ဆိုပါရဲ့။စန်ဂျီကတူတာဒီမှာတချုပ်တော့ပဲဆိုရင်မကလာပိုးလဲရှိတာတော့မှမဟုတ်လို့အဲ့လိုလုံးလုံးရှားပါမလားလို့မေးလိုက်တဲ့အခါစန်ဂျီကလွယ်ပြီးတော့အကုန်လုံးကိုတော့တပ်ပြစ်လို့ရတယ်လို့ဘာကဲကပြောလိုက်ပါရဲ့။နာမည်တွေလည်းတတို့ကပေါ်တဲ့မထင်ရလို့ပြန်ပြီးတော့ပြောလိုက်ပါရဲ့။အချင်းချင်းကိုဘလို့ထင်လဲလို့ချင်ဘက်ကလူဖီကိုမေးလိုက်တဲ့အခါလူဖီကတော့အဲ့ဒါထက်ဘေးနားမှာရှိနေတဲ့စီစာကိုအခုမှမြင်ပြီးတော့စီစာမလားလို့ထောက်ပါရဲ့။ စီစားကသူတက်ခွဲခဲမှရှိတယ်မဖြစ်နိုင်တဲ့အရာကိုမလုပ်နိုင်လို့သူ့ကိုပဲကြိုက်လို့လောက်သွားချောလို့ပြောနေတော့မှပဲဘက်ကရောက်ရှိလာခဲ့တာပါ ။ဘက်ကဲကစီစာရဲ့နှလုံးကိုပြလိုက်ပြီးတော့စီစာရဲ့အစွမ်းနဲ့ကုညီပေးမယ်ဆိုရင်ဒီကနေ့ခေါ်ထုတ်ပေးတော့နိုင်တယ်လို့ပြောခဲ့ပါတယ်။ဒါလို့နဲ့စီစာကဘက်ကဲတို့အတွက်အလုပ်လုပ်ပေးနေရပြီးတော့အစည်းအဝေးကိုဆွဲခတ်တယ်လာမှာမလို့စီစာလည်းတက်ရမယ်ဆိုတဲ့အကြောင်းဗီဒီယိုကပြောနေခဲ့ပါတယ်။စီစာကဆွဲခတ်တယ်နဲ့ထမပတ်သက်ချင်တာမို့လို့ပုံစံပြောင်းပြီးတော့သူကစီစာမဟုတ်ဘဲနဲ့ဘက်ကဲရဲ့တွေးတောင်းညီကို Gangster Gastino လို့ပြောလိုက်ပါတယ်။လူဗီကလည်းသူလူမားသွားတဲ့လုံနေလို့ဘလို့ပဲချစ်ချစ်စီစာကြီးတိတာနေတာပဲလို့နာမည်ကပြောလိုက်တော့ဒီကဘလို့ရောက်နေလဲဆိုပြီးလူဗီကအော်ပါတော့။စီစာလည်းသူဒီမှာရှိနေခြင်းများထင်နေလားလို့ပြတ်အော်ပြီးတော့ဘက်ကဲစီမှာချိန်ချောက်တာကိုလည်းခံထားရတာလို့ပြောပြလိုက်ပါတယ်။အချိ င်တွေအရန်ဖြုံးတီးနေပြီမလို့စစ်သားရဲ့နှလုံးကိုညှစ်ပေးလိုက်ပြီးတော့ပူပေါင်းမှလာမှာပူပေါင်းဘူးလားဆိုတာကိုဘကဲကလူဖြစ်ကိုထံမေးလိုက်ပါတယ်လူဖြစ်ကသူ့ရင်ဆုံးဖပ်ကုန်းကိုပစ်ခဲ့တဲ့အတွက်ထိုးရအောင်မဲ့ဆိုတာဘကဲကိုထိုးဖို့လို့တော့ဂျင်ဘက်ကဝင်တားပါတော့ရဲ့ဒီလိုမျိုးနဲ့သဘောတူညီချက်တစ်ခုကိုလုံးလုံးမရနိုင်ဘူးလို့ဂျင်ဘက်ကပြောနေပေမဲ့ဘကဲကလည်းလှုပ်ခင်းပြလိုက်တာမလို့လူဖြစ်ကထိုးချလိုက်တဲ့အခါစစ်သားရဲ့နှလုံးကိုတွားထိပါတော့ရဲ့အားလုံးရှိရတဲ့တွေဖြစ်နေပြီမလို့ဂျင်ဘက်လည်းပြမန်းကိုသဘောကျလာလို့မိလိုက်တော့လူဖြစ်တို့ကတော့မချိုက်ဘူးလို့ပြန်ပါတော့ရဲ့ဒါကအားလုံးတစ်ဖက်တည်းဆိုတဲ့အသေးပဲမလို့တက်ချင်နောက်မှတရားတွေတောက်တက်ကြဖို့ဂျင်ဘက်ကပြောလိုက်ပါတယ် သူတို့နဲ့လူဖီတို့နဲ့ချင်မဲ့ပြတော့ကိုလက်ခတ်လိုက်ပြီးတော့စီစာကလည်းလူဖီနဲ့နောက်မှဆက်ရင်းဆက်ရှင်းမယ်လို့ဆိုပါတယ်။တပတ်ကဟိုကိတ်အိုင်လန်ကိုလည်းအမှောင်လောကရဲ့အုပ်စိုးသူတွေကရောက်ရှိလို့လာနေခဲ့ပါပြီ။မင်းမန်းကိုလောက်ကြံတာကိုတော့စိတ်မဝင်စားရင်ပဲသူ့ကိုအသိတက်ဖို့တော့မဖြစ်နိုင်ဘူးလို့ခံစားကြရတယ်လို့စံကြကဆိုပါတယ်။ လောက်ကျနေဆိုရင်တခါတည်းတပ်ပြစ်မှရမယ်လို့ပတ်ပြိုကပြောတော့လူဖီလဲယိုကိုကအရန်ကျန်းလာတယ်လို့မိလိုက်ပါတယ်။နာမည်နဲ့တူတောင်မှဘရုတ်ကွန်မနဲ့ခေါ်ဆောင်ခဲ့တာဖြစ်ပြီးတော့အချိုးပွဲအတွက်နဲ့တားဖြစ်သူကိုလည်းတပ်ပြစ်ခဲ့တဲ့အကြောင်းခြေဘက်ကပြပြလိုက်ပါတယ်။ရှာသူကြီးတွေပဲတက်ရောက်မဲ့ဒီပွဲကိုဘာလို့လောက်ကျတဲ့နေရာဖြစ်တတ်မှတ်ရတယ်လို့ဘရုတ်ကမိလိုက်ပါတယ်။ အရင်ဆုံးပမန်းကိုတက်ဖို့လိုအပ်တာက5စက္ကန့်တဲပဲလို့ဘတ်ဂဲကဆိုပါတယ်။ဒီလောက်ချက်ရေးကိုစီဇာကပဲစတင်ခဲ့တာလေလို့ဘတ်ဂဲကပြောနေတော့စီဇာလည်းသူကဂက်စတီနိုဆိုတာကိုထအော်ပြီးတော့ပမန်းရှိမှအဲ့လိုမခေါ်ဖို့ပြောလိုက်ပါတယ်။ဒီကိစ္စတွေပြီးသွားရင်စီဇာကသူနှလုံးကိုပြန်ပေးပြီးတော့လှုပ်ပေးရမယ်။ဂတိကိုဖျက်ရင်မင်းရဲ့သားကိုတက်ပြစ်မယ်လို့စီဇာကထပ်ပြောတဲ့အခါဘတ်ဂဲကဂတိတည်တဲ့သူမလို့မလိုအပ်တာတွေကိုထပ်မပြောဖို့ရှက်ဖွန်ကဝင်ပြောလိုက်ပါတယ်။စစ်သားမအရန်ရှိကြီးတဲ့တော့တခုရှိတယ်လို့ဘကေကပြောနေတော့မှပဲစစ်သားကသူ့လောက်ထားတဲ့တိမ်မင်းအစိမ့်ငွေ KH လောင်ချာကိုထုတ်ပြလိုက်ပါရဲ့ တမိုင်းမှာအရက်ဆက်ဆုံးနဲ့တက်ဖြတ်တဲ့လက်နဲ့မလို့အရှိပြက်ကိုထိတဲ့တက်နဲ့ပြက်စီးစေတာမလို့ခနာကိုတဲတို့တော့ဝေသွားမယ်ဆိုရင်တိမ်မာတေချာပေါက်ပလုတ်စီစာကဆိုပါရဲ့ ပင်မနဲ့ရှင်စနေနဲ့လက်နက်ဆိုတာဒီကဘာဝါလုံးဝမရှိသေးဘူးလို့ဘကေကပြောလိုက်တော့ပုခလေသူ့ရဲ့ဓာတ်နဲ့တောင်မှမထိုးပေါက်နိုင်ခဲ့တဲ့အကြောင်းကိုဝင်ပြောလိုက်ပါတယ်။ဒါဆိုရင်စီစာရေးလက်နက်ကလည်းအတုံးမပွေဘူးဆိုတဲ့အသေးပဲတော့နာမည်ကထပ်မေးတော့ဒီ KH လောင်ချာကအလုပ်ဖြစ်ဖို့အချိန်နှစ်ခုကိုလိုအပ်ပြီးတော့တစ်ခုက50မှ50စက္ကန့်အတွင်းတိုက်ခိုက်လို့မရနိုင်တဲ့နေရာမှာရှိမှရမယ်။ဒုတိယတစ်ခုကပင်မအားနဲ့နေမှရမယ်လို့ဘကေကထပ်ပြောလိုက်ပါတယ်။ဘလို့လုံးမအဲ့လိုအချိန်မျိုးကဖြစ်လာမှလည်းလို့စန်ကြီးကပြောတော့ဒါတွေအားလုံးကိုင်းရင်လာမယ့်နေရာကတီးပတီမှာပဲလို့ဘကေကဆိုပါတယ်။ ဖမန်းနဲ့မဟာမိတ်ဖွဲ့ခဲ့တာတနေ့ကြော်ပြီးမဟုတ်လို့မြို့တွေဖျက်ဆီးတဲ့အခါကြီးစံတွေနဲ့အမြောက်တွေပြစ်ခင်ရရင်တောင်မှတင်မတော်စင်းစုံကိုမြောက်ပြစ်လိုက်ရင်တောင်မှခနာကိုပေါ်မှာချစ်ရတကူတော့မှမရှိခဲ့ဘူးမမအချစ်ရဖြစ်တော့ကိုမြင်ခဲ့ရတဲ့အချိန်တခုကလို့ပကဲကပြောနေတော့မာသာခတ်မဲ့ပုံဖြစ်ရအကြောင်းကိုပြောပြနေတာပဲလို့ဗီဒီယိုကဝင်ပြောလိုက်ပါတယ်တိပတိတိုင်းမှာမမတတဲကခုံမှာတပုတ်တပုတ်ကိုအမြဲထားတတ်ပြီးတော့ဘသူမှလည်းမထိုင်တာမဟုတ်လို့သူ့အတွက်အရေးကြီးတဲ့အရာတခုအဲ့ဒါကမာသာခတ်မဲ့ရဲ့ပုံသူပချီလို့တခုတဲတော့အားနေချက်လို့ပြောလို့ရရလို့ပကဲကဆိုပါတယ်အဲ့ဒီမျိုးသမီးကမမရဲ့ကျေးဇူးရှင်ဖြစ်ပေါ်ပုံဝင်မဲ့အကြောင်းအရာကိုတော့တခြားမသိသေးဘူးလို့ပကဲက လိုက်ပါတယ်တိတ်တော့တယ်လို့နာမည်ကမေးတော့ပျောက်ကွယ်သွားတဲ့လူပဲကြာထားကြာပြီးတော့မိသားစုတွေ့တော့မှအသေးစိတ်ဘာမှမသိရသေးဘူးလို့ရှက်ဖွန်ကဆိုပါတယ်အရှင်တုံးကအစိကံတယောက်ကအဲ့ဒီပုံကမတော်စားတိုက်မိရှာကနေမမရဲ့တုံ့ပြန်ချက်ကမျိုးလုံးနဲ့ဖြူဖြောလာပြီးတော့ငဲတန်ပအောင်လို့အော်မိတာမလို့စာလုံးနဲ့ခန်းစားချက်နဲ့လည်းမတူဘဲနဲ့လုံးနဲ့နာတစ်ခုကနားရီကိုဖုံးကွယ်ထားရုံပဲဖြစ်ခဲ့ပြီးတော့အချို့ဆိုရင်တတိပလက်ကုံတယ်လို့ရှက်ဖွန်ကပြောပြလိုက်ပါတယ်အဲ့ဒါပြင်ခွန်ခွာရဟာရှီကူဟာကီကူလည်းတုံးနိုင်ပုံမလို့အခြေကြီးတက်ကအခုမှပဲစမလို့ဘခေကဆိုပါတယ် ထိတ်လန့်ပြီးဒီထောက်ကျသွားရင်မမားရဲ့ဒူးမှာအခြေရဖြစ်သွားပြီးတော့တွေးတွေထွက်နေခဲ့တယ်။ဒီလိုလူကြီးမှအနေအောင်တွေးရှိမဲ့လို့လည်းမတွေးထားမိလို့အန်အောင်စီခဲ့တယ်လို့ဘကေကထပ်ပြောလိုက်ပါတယ်။သူမပြူလဲသွားခဲ့တဲ့အချိန်ကြာရင်သူမရဲ့ခနာကူကအားနေလက်တာမလို့ဒါကြောင့်မဲ့ဒီနေ့တီးပါတီမှာအဲ့ဒီပုံကိုဖြတ်စည်းနိုင်မယ်ဆိုရင်တော့ဘာတွေဖြစ်လာမယ်ထင်လဲ။မမားကစိတ်ထိကြိုက်ပြီးသူ့ရဲ့ order ကြောင့်၅စက္ကန့်ထက်ဘသူမပေါ်ပြီးလှုပ်နိုင်မှာမဟုတ်ပဲ။အဲ့ဒီအချိန်မှာဘကေလောင်ချရဲ့အင်အားကိုပြတ်တာမယ်။ရှုကိုပမန်ကတိတ်ဆုံးရမယ်။ပမန်လောက်ကြံရင်တဲ့င်းကကဘာကြီးကိုပြန့်နှံ့သွားမယ်။ပမန်ရဲ့ order အတွက်ဘကေကတိုးတိုးစီမှာမမြင်ရတဲ့ကြားခက်စနစ်တွေတည်းရှိတယ်လို့ဆိုပါရဲ့။ အဲ့ဒီချီချာလူဗီကတော်တော်လေးစန်ကြီးရဲ့ family ကိုကယ်တင်ရမယ်လို့ဆိုပါတယ်တပုတ်ကိုဖြက်စီးပြရတယ်မမမအော်ကင်တုံးဆက်ခဲ့မဲ့အချိန်ရမှာမလို့ဆက်ရှုပ်တွေဖြစ်လာမှာကိုလည်းမလို့ချင်ပဲနဲ့လူဗီကဇက်ကောက်နေရမှာနေရမှာလို့ဘက်ကဲကဆိုပါတယ်နာမီတုတ်ကလူလိုင်းရဲ့ကျေးဇူးရှင်နေမလို့အဲ့လိုမလုပ်ဖို့ရှက်ဖွန်ကပြောပေမဲ့လူဗီကတော့လက်ခံလိုက်ပါပြီဒါလေးကတော့ One Piece အပိုင်း213ဖြစ်ပြီးအပိုင်း212ကိုစတင်ပေးနိုင်မှုတို့လိုက်လေးကြောက်စနေနေပြီး comment နဲ့ကျွန်တော်မှာပဲကြာ channel လေးကို subscribe လေးမနော်လို့ပြတ်တော့ကြချောင်းကျေးဇူးများဒီမှာကျွန်တော်ကတော့စမှတ်ပါ